အီတလီနိုင်ငံရောမမြို့မှာအလဲခေရှေးလက်ရာမျှော်စင်ကြီးတစ်ခုပြိုကျမှုကြောင့်လူတအူးသေဆုံးခဲ့ပြီးပတ်ဝန်းကျင်ဒေသခံတွေကိုလည်းအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ပြန်လည်မုံမတ်ထိန်းသိမ်းမှုတွေလှုပ်ဆောင်နေတဲ့အဲ့ဒီမျှော်စင်ကြီးဟာနိုဝင်ဘာ3ရက်နေ့ကတစိမ့်တစ်ပိုင်းပြိုကျခဲ့ပြီးဆောက်လုပ်ရေးဝန်ထမ်းတအူးသေဆုံးခဲ့တာလို့ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။သေဆုံးသူဟာရိုမေးနီးယားနိုင်ငံသားတအူးဖြစ်ပြီးအပြည့်အစည်တွေအောက်ကနေ သူ့ကိုခက်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 ရှာဖွေကဲထုတ်ခဲ့ရတာပါ။ကဲဆယ်ရေးတွေကသူ့ကိုစေယုံစီရွှေ့ပြောင်းတည်ဆောင်သွားချိန်အထိသူကသတိရှိနေခဲ့တယ်လို့မျက်မြင်တွေက ပြောပါလေ။အဲ့ဒီရိုမေးနီးယားနိုင်ငံသားကိုကဲတင်နိုင်ဖို့အစွမ်းကုန်မဆုံးမနစ်ကြိုးစားခဲ့ပေမဲ့ခြေကွဲစရာအဖြစ်အရာမထင်ခဲ့ဘူးလို့ Empire Two အမှတ်တစ်စေယုံကကြေညာခဲ့ပါလေ။ရောမမျိုးလည်းကရှေးလက်ရမျောစင်ဟောင်းကြီးပြောချမှုအပြီးအဲ့ဒီနေရာတဝက်ကိုအသွားလာကန့်တက်ထားပါလေ။မျောစင်ပြောချချိန်ကအထဲမှာလူ၃ဦးရှိနေခဲ့ပြီး နှစ်ဦးကတော့ကိုယ်တိုင်လွတ်မြောက်လာနိုင်ခဲ့တာပါတဦးကဒင်ယာပြင်းလို့ဆေးရုံမှာကုသမှုခံရဆဲဖြစ်ပါတယ်ပြိုကျမှုဖြစ်ပေါ်တဲ့တိုရီတိုင်းကွန်တီမျော်စင်ကရောမရဲ့အလဲခက်လက်ကျန်အဆောက်အအုံတွေတဲကတခုဖြစ်ပြီးကဘာလက်ခရီးသွားတွေကြားမှာလဲရေပန်းစားပါတယ်73ရာစုတုန်းကအဲ့ဒီမျော်စင်ကိုတိဆောက်ခဲ့ပြီးမူလက164ပေကနေ196ပေအထိမြင့်ခဲ့မယ်လို့ယူဆရပါပဲအခုတော့65ပေပဲကျွမ်းကြံပါတော့တယ် ဘာလို့လဲဆိုတော့၁၄နဲ့၁၇အရာစုတွေတုန်းကလှုပ်ခတ်ခဲ့တဲ့ငလင်းတွေအတွင်းမျောစင်ရဲ့အပေါ်ပိုင်းအထက်တွေပြက်စီးခဲ့ပြီးအဲ့ဒီအပိုင်းတွေကိုပြင်ဆင်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ဖြိုချခဲ့ရကြောင်းသိရပါတယ်ရှင်